င်ကျမတို့ STB အကောင့်ထဲမှာရှိတဲ့ကိုအကောင့်ထဲမှာရှိနေတဲ့ငွေကြေးနော် currency ကိုဥမာမြန်မာငွေရနေပြီးဒေါ်လာပြောင်းတာအာဒီဒီ MEC အချင်းပေါ်မှာကို STB အကောင့်တော်ဝယ်မယ်ဆိုလို့ရှိရင်ဒေါ်လာပြောင်းရမယ်လေနော်ဒေါ်လာရှိပြီးသားလို့ဆိုရင် US ဒေါ်လာရှိပြီးသားလို့ US ဒေါ်လာအာရှိပြီးသားလို့ပြောင်းစီရမလို့နော်ဒီမှာအဲဒီမှာဆို610တာ ခုနကတယောက်အဝယ်ခိုင်းထားတာပေါ့နော်ကျမစီမှာအာ ဝယ်ခိုင်းထားတဲ့တရားအတွက်ခုနလဲလိုက်တာကျမမပြောလိုက်ရလို့ခုပြန်ပြောမယ်နော်အမြန်မာငွေကျမကျမတလောက်ရှိတယ်နော်ထိုင်းငွေတလောက်ရှိတယ်ပေါ့နော်ဆိုတော့အဲ့ဒါကိုကျမကမြန်မာငွေကို USD ပြောင်းနေတာဒါမှမဟုတ် USD ကနေမြန်မာငွေပြောင်းနေတာဆိုဘေးကနေတော့ပြောင်းမယ်ဆိုဒီမှာ exchange ကနေတော့မယ်ခဏလေးလောက်ပြပေးမယ်เนาะ exchange ကနေ အဲချင်းကိုတော့အမကိုကမြန်မာငွေဆိုရင်ဒီမှာကိုဘယ်ငွေကနေဘယ်ငွေကိုလဲမှလဲဆိုတော့ဒီမှာချိန်ရတယ်เนาะကျမကတော့ MMK မြန်မာငွေကနေပြီးတော့ USD ကိုဒေါ်လာကိုချိန်မှဖြစ်ကြအောင်ဒီလိုထားထားတယ်ပေါ့အဲ့လိုမျိုးအခြားငွေဆိုကြီးဆိုလို့ရှိရင်လည်းဒီမှာအမစင်ကာပူဒေါ်လာကနေ ိုင်ဘက်ကနေစသဖြင့်เนาะဒီမှာရွေးချယ်လို့ရတယ်เนาะဟိုကိုထားလိုက်ထားပြီးတော့မှဥပမာဘယ်လောက်လဲအဲဒီနေ့ဆိုလို့ရှိရင်အာမြန်မာငွေ300ဘယ်လောက်ပေါင်မလဲเนาะမြန်မာငွေ300ဒေါ်လာအားဖြင့်ဒီမှာ လောက်ရလဲ24.43ရတယ်။ဟိုဟာဖြစ်လို့ရှင်ကိုငွေငွေလဲနှုန်းနေရာတင်မှာဖြစ်လို့ရှင် continue continue ဆက်နေပေါ့နော်။ရောရောစီတော့ကျမကတကယ်မလဲဘူးပြရုံပဲဆိုတော့ကျမဆက်မသွားတော့တကယ်လဲမဲ့သွားတော့ continue ဆက်သွားပြီးလို့ရှင်ကိုရဲ့ bank ကိုဆက်ရိုက်ပြီး currency ကိုချိန်မိတာဖြစ်သွားလိမ့်မယ်နော်။အဲ့တော့နောက်ပြန်သွားမယ်အဲ့တော့ခုနချိန်လိုက်တဲ့ငွေကြီးကျမကခုန60ချိန်ထားပြီเนาะ25ဒိန်ကို60ရတယ် ော့ဒီ630ကိုကျမက MEAC အချိန်မော်ကိုတင်ပါ MEAC ဖြစ်စီ Binance ဖြစ်စီတင်ပါပေါ့နော်ဘယ်လိုတင်မလဲအဲ့ဒါကိုကျမ wallet တွေကိုသွားယူမယ်နော်ဘယ်လိုယူရမလဲဆိုတော့ကျမတို့ကအခု STB တွေကငွေကို ထုတ်มาဖြစ်တဲ့အတွက်ကြောင့် withdraw ဒီမှာနော် STB ရငွေကိုထုတ်มา withdraw withdraw သွားလိုက်မယ် withdraw ကိုသွားလိုက်ပြီလို့ရှိရင် SGB နဲ့ exchange နဲ့ကိုဘယ် network နဲ့ပဲလွှဲလို့ရလဲဆိုတော့ polygon network နဲ့ပဲလွှဲလို့ရတယ်เนาะအဲ့တော့ကျမတို့ပြောင်းပါက USD US ဒေါ်လာကို ပြောင်းပါမှာပြောင်းတဲ့အခါမှာဒီ SGB ထဲမှာတော့ USD လို့ပြပေးမယ် exchange မှာရောက်သွားတဲ့အခါမှာ USD GT ဖြစ်သွားပါမယ်เนาะ USDT က USDT က stable coin ဖြစ်တယ် USDT က crypto မှာဆို stable coin ဖြစ်တယ်1 USDT က1 USD နဲ့ညီမျှနေအောင်လုပ်ထားတယ် USDT ဒေါ်လာဖြစ်ဒေါ်လာနဲ့ညီမျှတယ်ပေါ့เนาะဆိုတော့ USDT ကိုကျမတို့ထုတ်မယ် Polygon network နဲ့ထုတ်မယ်အဲ့ဒီမှာကျမတို့ကဒီမှာ address ဖြည့်ရမယ့်နေရာပါလာတယ်ဘယ် address ကိုကိုယ့်ရဲ့ wallet address ကိုယ့်ရဲ့ ဟိုပတ်စံအိတ်ပေါ့နော်ကိုပတ်စံအိတ်ဘယ်ပတ်စံအိတ်ထဲကိုထည့်မှာလဲ wallet address လို့ခေါ်တယ် and crypto မှာဆိုလို့ရှင်တော့ပေါ့နော်ဆိုဒီ wallet address ကိုအကုတ်တီကိုဒီမှာရိုက်တာဖြစ်စီ QR code ကို scan ဖတ်တာဖြစ်စီတွားရမယ်အဲ့တော့ဘယ်ကိုတွားပြီးတော့ယူရမလဲဆိုတော့ကျွန်တော်တို့အောက်ကိုပြန်ခောက်လိုက်မယ်ပြန်ခောက်ပြီးတော့ကျွန်မမှာဆိုလို့ရှိရင်ဒီမှာအပြမယ်ပေါ့နော် sorry ခဏလေးနော် စောစောကဒီမှာကျွန်မဒီမှာဒါကျွန်မ STB ဝယ်ထားတာဟာเนาะဒီမှာမနေ့က exchange list တဲ့ဒီမှာကျွန်မဝယ်ထားတယ်ကျွန်မမှာ USDT ဒီမှာတလောက်ရှိတယ်အဲဒီမှာမရောက်ခဏနေဘလောက်ဝင် ပြောင်းပြီးလို့ရှင်ဘလောက်ရောက်လာမလဲဆိုတော့ဒီမှာပြန်ပြမယ်နော်လောလောဆယ်ကျွန်မကဘာလုံးมาလဲဘာလုံးมาလဲဆိုတော့ deposit လုံးมาစောစော SGB ရပတ်စံကိုအပြန်ပြမယ်နော်ခဏလေးအ STB ရပတ်စံကိုဒီမှာ market မှာသွားမယ် deposit လုပ်မယ် deposit ကိုနှိပ်လိုက်နော် deposit ကိုနှိပ်လိုက်အဲ့တော့ကျမတို့က on-chain deposit ဒီ blockchain တွေပေါ်ကနေပြီးတော့မှပြောင်းပါเนาะအဲ့တော့ P2P trading လို့ရှိတယ် quick Binance လို့ရှိတယ်ဒါတွေကတော့ P2P ကနေရောင်းဝယ်လုပ်တဲ့သူတွေအမှ KPay, WebPay, SDB စသဖြင့်ဒီကနေပြီးတော့ exchange ပေါ်မှာတိုက်ရိုက်ဝယ်ရောင်းလုပ်မဲ့ဟာတွေကကျတော့ dollar USD ကိုတိုက်ရိုက်ဝယ်ရောင်းလုပ်မဲ့သူက P2P ကနေသွားရတယ်เนาะအခုကျမတို့လုပ်မှာကျတော့ဒီ blockchain ပေါ်ကနေပြီးတော့ပဲအဲ chain deposit လောက်မှာ on chain deposit လောက်မှာเนาะ SGB တွေကနေပြီးတော့ဒီ wallet ထဲကိုထည့်မှာဆိုတော့ on chain deposit ကိုသွားလိုက်ပါမယ်။ဘာကိုထည့်မှာလဲပေါ့เนาะ SGB coin တွေကိုထည့်မှာဆို SGB ကိုယူအဲ့လိုမဟုတ်ဘူးကျွန်မထည့်မှာကွာ USDT ကိုထည့်မှာเนาะ USDT ကိုထည့်မှာဆိုတော့ USDT ကိုယူလိုက်ပါမယ်။ US တူရွေးတဲ့အခါမှာသူက Slack network เนาะဒီမှာကိုဘယ် network နဲ့လက်ခံမှာလဲလွှဲပြောင်းမှာလဲဆိုတော့ရွေးပေးရတယ်။အဲ network တရားအများကြီးရှိတယ်။ဒါပေမဲ့ SDB နဲ့ကြတော့လွှဲပြောင်းနိုင်တာကဆော့ဆော့ကျမပြောခဲ့တဲ့ Polygon network ကိုပဲလွှဲပြောင်းနိုင်တယ်။ဒါကြောင့် Polygon network ကိုကျမတို့ရွေးလိုက်မယ်။ရွေးလိုက်တဲ့အခါမှာဒီမှာပေါ်လာမယ်ပေါ့เนาะ။အာရွေးလိုက်တဲ့အခါမှာဒီမှာ ပိုလီဂွန်နဝရဲ့ကျူအာကုတ်ပေါ်လာမယ်ကျူအာကုတ်နဲ့ဖြစ်စီဒီ UID နဲ့ဖြစ်စီ UID ကို copy ယူလိုက်မယ်နော် copy ဆိုတာလေးကိုနှိမ့်လိုက်အမ် copy click ပေါ့ copy copy ယူလာခဲ့ပြီဆိုရင်ကျမတို့ခုန SGB ကိုပြန်သွားမယ် SGB ကိုပြန်သွားပြီခုနကျမပြထားတဲ့ဒီမှာနော်ဒီနေရာမှာ address ထည့်ရမယ့်နေရာမှာကျမထည့်မယ်အဲထည့်လိုက်ပြီထည့်လိုက်ပြီအမောင်းဘလောက်လဲခုန610ထည့်နေနော်ကျွန်မ610 အဲထည့်လိုက်မယ်610လွှဲပြောင်းတဲ့ခါမှာဟိုဘက်မှာဘလောက်ဝင်သွားမလဲမသိဘူး withdraw fees ဘလောက်ရှိမလဲကျွန်မမသိဘူးเนาะအဒီမှာတော့ withdraw fee က0ပြနေတယ်ကျွန်မကြည့်ကြည့်လိုက်မယ်ဟိုဘက်ကိုတကယ်ဝင်တဲ့ခါမှာဘလောက်ဝင်မလဲဆိုတော့ကျွန်မကြည့်ကြည့်မယ်เนาะအဲ့တော့ submit လုပ်လိုက်မယ်ဒီမှာပင်ကုတ်ရရမယ်เนาะပင်ကုတ်ကတော့ privacy ဖြစ်တဲ့အကြောင်းကျွန်မမပြတော့ဘူးเนาะ confirm ဆိုဆိုတော့ဒီမှာเนาะ withdraw process က has been submit successfully เนาะရွှေ့သွားပြီเนาะရွှေ့သွားပြီအဲ့တော့ကျွန်မဒီမှာတစ်ချက်ကြည့်မယ်အကိုရဲ့ withdraw history မှာ STB ရဲ့ history မှာကြည့်ကြည့်မယ်အ630တဲ့ထွက်သွားပြီဒါပေမဲ့ successful မဖြစ်သေးဘူးเนาะအ minus ပြသွားပြီဒါလေးကဟိုဘက်မှာကျွန်မတို့ရဲ့ဒီ MEAC wallet ထဲကိုရောက်သွားပြီဆိုတော့သူက successful ပြမှာပေါ့နော်အဲ့တော့ MAC ကိုတစ်ချက်ပြန်သွားမယ် MAC ကိုတစ်ချက်ပြန်သွားမယ် sorry MAC ကိုတစ်ချက်ပြန်သွားမယ်အဲ့တော့ MAC ကိုဟိုပြန်သွားတဲ့အခါမှာဒီမှာအဲ USDT မဝင်လာသေးဘူးကျမတို့ခဏဆောင်ရမယ်နော်သူကဝင်လာရင်ဒီနားလေးလောက်မှာ note ပြလိမ့်မယ်နော်ပြီးတော့ဒီမှာလည်းအမောင်ပြောင်းသွားလိမ့်မယ်ခဏလေးဆောင်ပြီးပြန်လာမယ်နော် ဆိုတော့ဒီမှာငွေတော့ဝင်မလာသေးဘူးဒါပေမဲ့ဒီမှာတခါလေးပြချင်တာပါလဲဆိုတော့ MEAC ရဲ့အန်ဒါ wallet ကိုကြည့်မယ်ဆိုလို့ MEAC ရဲ့ application ကိုဖွင့်လိုက်တယ်ကို့အကောင့်ကိုဒါအကောင့်ပွင့်ပြီးသားကိုကျွန်မပြောတာပေါ့နော်ပြီးမှအကောင့်ဖွင့်နေကြပြီးမှတက်တက် fine နဲ့ပြောပေးမယ်နော်ဆိုတော့အကောင့်ကိုပွင့်ပြီးသားအဲ့တော့ကျွန်မရဲ့ wallet မှာဆိုရင် STB ဝယ်ထားတာရှိမယ်နော် USDT ကတော့အခုလက်ချံနည်းနည်းလေးပဲရှိရယ်အဲ့တော့ home page ကိုတွားကြည့် home page မှာဘာရှိမလဲ ဟော deposit progress progress 610ဝင်လာပြီတဲ့เนาะအဲ့တော့ဘယ်မှာသွားကြည့်မလဲ wallet မှာသွားကြည့်မယ်ဩကျမရဲ့ wallet မှာ610ရမဟုတ်ဝင်လာပြီလို့ note ပြပေးမယ်ဒီမှာ sign မပြသေးဘူးเนาะတစ်ချက်လေးခဏလေးပါဟောဒီမှာ610 USDT process က processing ဖြစ်နေလို့မယ်တဲ့မအောင်မြင်သေးဘူးပေါ့เนาะအဲ့တော့ ခဏလေးဆက်ဆောင်နိုင်မယ်နော်။ node တော့ဝင်လာပြီ။ so ဝင်လာနေတော့မှကျွန်မဗာပြန်ပြီးတော့တော့ပြောချင်းတယ်လေဆိုတော့ဒီမှာ home ရှိမယ် market ရှိမယ် trade ရှိမယ် future ရှိမယ် wallet ချိမယ် wallet ကတော့ကိုပိုင်ဆိုင်နဲ့ကိုထည့်ထားတဲ့ကိုဝယ်ထားတဲ့အရာတွေကိုကြည့်လို့ရတယ်ကိုပစံအိတ်ပေါ့နော် home ကတော့ဒီမှာဈေးကွက်တွေကြည့်လို့ရမယ် deposit တွေကြည့်လို့ရမယ်သူရဲ့ function တွေတော့အများကြီးပဲကိုကိုယ်တိုင်တစ်ခုချင်းစီကိုလိုက်ပြီးတော့လေ့လာပေါ့အဲ့ဒီမှာတော့ကျွန်မကဒီ market ထဲမှာ favorite ကျွန်မတိုက်တဲ့ coin တွေကိုကျွန်မ favorite ထဲမှာထည့်ထားတယ်နောက်ပြီးတော့အကောင်လုံးကိုကြည့်မယ်ဆိုလို့ရှိရင်လည်းဒီမှာ market ကနေပြီးတော့မှာ အာတွားပြီးတော့ကြည့်လို့ရတယ်ပေါ့လောလောဆယ် SGB ကိုပဲကျွန်မပြခြင်းတော့ SGB ကိုနှိပ်လိုက်မယ် SGB ရဲ့ဈေးကွက်က1 week နဲ့ကြည့်မလား1 day နဲ့ကြည့်မလား1 day နဲ့ကြည့်ရင်တော့သူက2ရက်ပဲရှိသေးတော့2ချောင်းပဲပေါ်သေးတယ်ပေါ့နော်အဲ့တော့4 hour နဲ့ကြည့်မယ်ဆိုရင်အမအဲသူက4 hour နဲ့ကြည့်မလား1 hour နဲ့ကြည့်မလား15 minute နဲ့ကြည့်မလားပေါ့နော်အဲ1 week နဲ့ကြည့်မလား1 month နဲ့ကြည့်မလားစသဖြင့်ရွေးချယ်လို့ရတယ်အဲ့တော့ အဲကျမတို့က4 hour နဲ့ပဲကြည်မယ်4 hour မှာဆိုလို့ရှင်6နာရီအတွင်းမှာအတက်ကြနှုံးကိုကြည်တာပေါ့6နာရီအတွင်းအတက်ကြနှုံးကိုကြည်တာလောလောဆယ် SGB က0.00အာ STB ရဲ့လောလောဆယ်ဇီနောင်းက0.00429ဒါတွေကတော့မိနစ်နဲ့လိုက်အယောင်းဝင်လုံးတဲ့အကြောင်းကြီး ဒီအပေါ်မှာမူတည်ပြီးဝဲသူများနေလားရောင်းသူများနေလားဆိုတဲ့ဟာတွေပေါ်မူတည်ပြီးတော့သူကအာစင်းနှုံးနေတက်ကြရှိနေမှာပဲတော့ကိုကဝဲမလားရောင်းမလားအမ50 minute နဲ့ကြည့်ကြည့်မယ်အင်း50 minute နဲ့ကြည့်မယ်ဆိုရင်သူက15 minute တစ်ချိန် graph ကိုကြည့်နေ chat ကိုကြည့်နေတာပေါ့နော်ဆိုတော့အဲဒီမှာ နည်းနည်းဈေးလေးပြန်တက်ဖို့အစပြုတ်နေတယ်လို့လို့ပေါ့နော်ဘလို့ပဲဖြစ်ဖြစ်ပေါ့ဒီဈေးနှုံတန်းကတော့ဝယ်မယ်ဆိုရင်ဝယ်ထားတဲ့ဈေးနှုံတန်းပဲအာဂင်ထားတဲ့ဈေးနှုံတန်းပဲပေါ့နော်ဆိုတော့ကျမရဲ့ deposit 6ဝတ်တစ်စရာတော့ဝင်မလာသေးဘူးဝင်လာခဲ့လို့ရှိရင်တော့အာဒီမှာဘာဘာလောက်လို့ရလဲကိုယ်စီမှာပတ်စံရှိပြီဆိုလို့ရှိရင်တော့အဲဒီမှာ ဘိုင်းမလားဆဲမလားဒါမှတခါလေးပြလိုက်ပဲเนาะအဲဆိုဘိုင်းမယ်ပေါ့လောလောဆယ်ဘိုင်းဝဲမယ်ပေါ့ဘလိုဝဲမလဲအဲ့တော့ဘိုင်းကိုနှိပ်လိုက်ဘိုင်းကိုနှိပ်လိုက်ပြီးမှခွန်6630ရှိရဓမ္မာ quantity SDB မှာ quantity ပေါင်း5000ဝယ်ပါလား5000ဆိုရင်200ခုဈေးနဲ့ဆိုရင်သူ limit ရှိတယ်เนาะ limit ဆိုတာကဒီမှာ limit ဆိုတာကဒီဈေးတန်းရောက်မှဝယ်မယ်လို့ပြောတာဥပမာပေါ့เนาะ limit မှာကျမဈေးကိုပြောင်းပြီးရိုက်လိုက်မယ် 0.003ကျမှငါကွန်ရင်9000ဝယ်မှာအဲ့လိုချိန်လိုက်တာကိုပြောတာเนาะ limit ကအဲအဲ့ကြိုင်ဝယ်မယ်ဆိုတော့ဘိုင်းလို့လုပ်လိုက်တာ ਨੇ ကျမပြမယ်အဲကျမမှာတော့လောလောဆယ်ဒီထဲမှာပတ်စံမဝင်ထားသေးတဲ့အတွက်ကြောင့်တော့အဲတော့ဘိုင်းတော့ရင်လည်းငွေမလောက်ဘူးလို့ပဲပြတော့မှာเนาะ insufficient balance ပြတော့တာ sorry เนาะ ဆိုတော့ limit limit ကတော့အဲ့ဒီအဲ့လိုကိုတိုက်တဲ့ဈေးနှုန်းကိုချိန်တာနော်ဈေးနှုန်းနဲ့ quantity အရေအတွက်ကိုချိန်ပြီးတော့မှ buy ဆိုပြီးတော့မှတက်မှတ်လိုက်တာအဲ့ဒီဒီဈေးနှုန်းကသူအတက်ကျဖြစ်နေတဲ့အချိန်ကိုအိတ်ပျော်နေသည်ဖြစ်စေမအားလို့ဖုန်းကိုပစ်ထားတာပဲဖြစ်စေသူကဒီဈေးတန်း0.003လို့ချိန်ထားတဲ့ဈေးတန်းကိုရောက်သွားတာနဲ့သူကရောင်းသွားမယ် sale မှာလည်းအဲ့လိုပဲเนาะ buy မှာရော sale မှာရောအဲ့လိုပဲကိုရောင်းကျင်တဲ့ဈေးနှုန်းကိုတတ်မှတ်ပြီးတော့ရောင်းတော့ဝယ်တာကို limit မှာထားလို့ရတယ်အဲ့လိုမဟုတ်ဘူးရောက်နေတဲ့ဈေးတန်းမှာရောင်းမှာဝယ်မှာပေါ့เนาะရောက်နေတဲ့ဈေးတန်းမှာမဆောင်တော့ဘူးဒီဈေးတန်းမှာပဲအဲဒီပတ်ဝန်းကျင်ဈေးတန်းပတ်ဝန်းကျင်မှာဝယ်မှာဆိုလို့ရှိရင်တော့ကျမတို့က limit ရဲ့ဘေးက down arrow ကနေသွားပြီး market ကိုယူရမှာရှင် market ကိုယူလိုက်အဲ့တော့ market ကိုရောက်ပြီးဒီ market မှာကြာတော့ကျမတို့က ဘလောက်ဖိုးဝင်မှာဒီဟာဒီဒီဈေးတန်းမှာငါဘလောက်ဖိုးဝင်မှာဆိုတော့ဒီမှာရေရေတွက်ရိုက်ပေါ့နော်အမ60ခုနဝင်လာပြီကျမဒီမှာပတ်စံရောက်နေနော်ကျမမအားလိုက်တဲ့အချိန်မှာဒီမှာ60ဝင်လာပြီငါဝယ်မှာက market ဈေးနဲ့ဒီဈေးနဲ့ဝယ်မှာဆိုတော့610ဘူးကျမချိန်လိုက်မယ်610နော်610ဆိုတော့ network network fee ဖြတ်လိုက်လို့ရှိရင်610မှာဒီလောက် sorry 6.10နာ network fee ဖြတ်လိုက်လို့ရှိရင်ဒီဒီလောက်ပဲရအဲဒီလောက်ပဲဝင်လာမယ်ပေါ့နော်ဆိုတော့အဲဒီလောက်ပဲဝယ်လို့ရမယ်ပေါ့6.10ဘူးဝယ်မယ်ဆိုရင်အကွင်ဘယ်လောက်ဝင်လာမလဲအဲဒါမှမဟုတ်အဲကွိုင်ဘလောက်ဝင်ဘလောက်ကြမလဲပေါ့ဒီဈေးနဲ့ပေါ့เนาะအဲ့တော့ဒီချက်လေးကျွန်မစက်ခွင့်ရှုထားလာအောင်နော် ဒီဇီးလန်းနဲ့ဝင်သွားတာဘယ်နှကွာရမလဲဆိုတာကိုကျွန်တော်ခဏနေဝယ်ခိုင်းတဲ့သူပြန်ပြောရမှာဆိုတော့နော်အဲဝယ်လိုက်တော့မယ်နော်4313ဒီဇီးမှာကျွန်မဘိုင်း STB ခုဝယ်လိုက်ပြီဟော successfully ဖြစ်သွား submit successfully ဖြစ်သွားပြီနော်ကျွန်မမှာရှိတဲ့ coin ကျွန်မမှာရှိတဲ့ original coin အပြင်သူသူဟို trade history သူက ဒီမှာနော်သူကဒီမှာကတော့အကြောင်းကတဲ့ the break ထဲ610လို့ပြသွားတာမဟုတ်သူကဒီ trade လုပ်တဲ့နေရာမှာတော့ခွဲပြီးတော့မှအကြောင်းကြီးခွဲပြီးပြသွားတာနော်တူတူဘယ်လောက်ဝယ်ရောင်းလုပ်လိုက်တယ်ပေါ့နော်ဆိုတော့အဲ610 610ကိုသူကသုံးခုခွဲပြီးရောင်းသွားတယ်ဒီမှာတွေ့လားအဲသုံးခုခွဲပြီးရောင်းသွားတယ်ဒီတစ်ချောင်းဒီတစ်ချောင်းနောက် အပေါ်ကတကြောင်ပေါ့နော်အဲတုံးမှုခွဲရရမှာဒါကတော့ဟောဘဟုတတအနေနဲ့ပြောတာကိုကိုအကောင့်နဲ့ကိုရောင်းတော့ဝယ်ရတဲ့စေတနာမဟုတ်ဘူးပေါ့နော်ဟုတ်တယ်ကိုရဲ့အဲအလုံးမောင်းဘယ်လောက်ရမလဲအဲ့ဒီပန်တီ3,500တောင်890အဲ4တောင်4တောင်196 မာရောင်လေးရဲ့ဆစ်စနစ်ပထမပိုင်းကိုပေါ့နော်အဲအဲလောက်ကြီးရအောင်ပေါ့ဆိုတော့ကျွန်တော်ကြိတ်တော့ပြန်ကြည့်မယ်နော်ကျွန်မရဲ့ wallet ထဲမှာဝင်လာတာရှိနေတယ်နော် LGB ဟမ် spot trading ကျွန်မတို့က spot trade spot မှာ trade တာနော်ခုနကအဲ့ဒီကိုကောင်းဒလာဝင်မယ်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 ခုန6.10ဘူကအဲ့လောက်ဝင်သွားတယ်ပေါ့နော် င်မှာအဝင်တွေကအကွအကြောင်းအကြောင်းရည်တွေအများကြီးဝင်သွားတယ်နော်ဒါရင်အားလုံးပေါင်းပြီးတော့မှကျွန်မဟိုဘက်ကိုဝက်ခိုင်းတဲ့သူပြန်ပြီးတော့မှပို့အောင်မှာပေါ့နော်ပြန်ပြီးထုတ်မယ်ဆိုလို့ရှိရင်တခါလေးပြလိုက်မယ်ဒီကျွန်မတို့ရဲ့ coin ကိုပြန်ထုတ်မယ်ဆိုလို့ရှိရင်ဆော့ဆော့ရလို့ပဲဒါကကြတော့ဒီဘက်က withdraw ဖြစ်သွားမှာနော်ဒါကကြတော့ဒီ exchange ပေါ်က withdraw ဖြစ်သွားမှာအာအချင်းပေါ်က withdraw တော့ပြန်သွားမယ်ဆိုရင်ဒီမှာအချင်းပေါ်မှာဆော့ဆော့ကကျွန်မတို့ deposit နဲ့တွင်းရတယ်လို့ပဲ withdraw နဲ့တွင်းရမယ်နော် withdraw နဲ့တွင်ရမယ်အ withdraw နဲ့ထုတ်ရမယ်ပေါ့အဲ့တော့ withdraw ယူလိုက်မယ်ဘာလို့ထုတ်မှာလဲကျမတို့က USDT လား SDB လားတခြား coin တွေလားပေါ့နော်အဲ့တော့ကျမအခုထုတ်မှာက SDB ဖြစ်တဲ့ကြောင့် SDB ကိုယူမယ် SDB ယူမယ်ဆိုတော့လည်းပဲ network ကိုယူပြရမယ်အဲဘာဘာကျမတို့က chain နဲ့ blockchain တွေပေါ်ကနေလဲ chain withdraw ကိုလုပ်မှာဆိုတော့ chain chain withdraw ကိုသွားမယ်နော် chain withdraw ကိုသွားမယ် အဲသူရဲ့ terms and condition တွေဖတ်ဖတ်တယ်ပေါ့နော်သဘောတူတယ်ပေါ့မှ SGB ရဲ့ wallet withdraw wallet ကိုအော်ဒီမှာထည့်ရမယ်နော် SGB ရဲ့ deposit wallet ဒါကြ SGB coin ကိုထည့်မှာဆိုတော့ SGB coin ကို deposit လုပ်တဲ့ address အဲကိုထည့်ရမယ်ပေါ့နော် ပြီးတော့ဒီမှာ network ကတော့ polygon network ကိုယူထားရတယ်။အမှယူချင်းရင်ဒီမှာမျှရနေတွားကြည့်သူက polygon network ကိုတက်ပေးထားတာเนาะ SGB နဲ့ဆိုယူချက်ကြတော့အများကြီးရှိဘူး။အ withdraw quantity ဘယ်လောက်လဲ။အမှ coin amount ဘယ်လောက်လဲ။ coin amount တသိန်းလား။အော်ဒါ SGB ကျတော့ coin ကိုပြောရမှာเนาะ coin ပေါင်း3000လာစသဖြင့်အဲ့လိုရွေးပြီးတော့မှကျမတို့ရွှေ့ပေးရမှာเนาะအဲ့တော့ coin ပေါင်းအဲတသိန်းပေါ့เนาะအဲတသိန်းကိုရွှေ့မယ် ကင်ကွိုင်မောင်းတသိန်းကိုရွှေ့မယ်ပေါ့ withdraw remark မှာ out option နဲ့နာမည်ပေါ့ဒီတတိယအောင်နာမည်ပေါ့တခုခုပေါ့နော်အဲရိုက်မယ်ပြီးလို့ရှိရင်ကျွန်မကဆွဆွ wallet ကိုဒါနမူနာပြတာမဟုတ် wallet ကိုမထုတ်ပြတာလေကို wallet ကိုဒီမှာထည့် STB wallet ကိုအာ deposit wallet ကိုထည့်ထည့်ပြီးတော့မှအာအားလုံးဖြည့်ပြီးသွားဆိုရင်ကျွန်မ confirm လုပ်ရမယ်နော် confirm လုပ်ပြီးတော့ password ဒါမှမဟုတ် level ရိုက်ပြီးတော့မှ အဲဆိတ်ဆက်သွားလို့ရပြီအဲဒီလောက်ဆိုလို့ရှိရင်တော့ဟိုရလောက်ပြီးထင်ပါတယ်เนาะအဆင်ပြေကြပါစီ